လုံးမဲမင်္ဂလာပါရှင်။နူးနရတိန် channel ကနေဆရာဦးဝင်းကြီးဘာသာပြန်ထားတဲ့မင်းဗမာဆိုတဲ့စာအုပ်ကိုအခန်းဆက်လိုက်ဖတ်ပြနေတာ။ဒီနေ့ဆိုရင်အခန်းနှစ်ကိုဖတ်ပြရမယ်ချိန်ပါရှင်။ဒီစာအုပ်ကတော့မြန်မာနိုင်ငံမှာထင်ရှားခဲ့တဲ့မင်းဗမာနော်လူစာပင်စင်ရဲ့အထုပ်ပတ်တီကိုရေးသားထားတာဖြစ်ပါတယ်။ဒီစာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာမရှာမင်းခရစ်ကတော့ နော်လီဇာဘင်စင်ရဲ့သမီးဖြစ်သူလည်းဖြစ်ပါရဲ့ရှင်။ဒါဆိုရင်အခန်းနှစ်ကိုဆက်လက်နာဆင်ခန်းစားပေးပါအောင်နော်။ င်လယ်မတဆင့်ခင်သူ့ကိုအရင်ကတည်းက မြင်မှုခဲ့သည် အရာရှိငယ်တဦးဖြစ်သည့်သူ့ကိုအိန္ဒိယကပြားဟုထင်သည်စပီးတရိထားမိသည်မှာသူ့လက်ချောင်းများပင်တုတ်ခိုင်တော်သူ့လက်များကိုဘယ်ညာပေါင်းမိအိမ်များတွင် ချိတ်ပြီးတနေရာရဲတွင်အငိမ့်မနေတနေရာမှ တနေရာသို့ခတ်တုတ်တုတ်သွားလာတတ်သူပင်တညနေတွင်မူသူသည်တင်မော်ဒဇင်းစီသို့ထွက်ခွာသွားပြီး ကြောက်ချထားတော့ထိုးသိမ်းမော၏ဥပိုင်းလီတဟူဟူတိုက်နေသည့်နေရာတွင်လက်နှစ်ဖက်ကိုပိုက်ကရက်နေသည်သူကိုယ်သူထိမ့်နိုင်ပါမလားဟုခင်ကတွေးပူမိလိုက်သည်တခါတည်းခင်ကိုယ်တိုင်လဲသူ့လိုပင်ယခုရက်နေသောစစ်ခံဘောဒရာအစွန်းတွင်ရက်နေခဲ့ဘူးသည်အချိန်ကာလမှာ1939ခုနှစ်စက်တင်ဘာလတချိန်တွင်ထိုအရာရှိငယ်သည်သူ့ဘဝကိုပြောင်းလဲပြစ်မိသူဖြစ်သည်ကိုခင်မသိခဲ့ပေ ခင်ကလွန်ခဲ့သည့်လေးလကမှကလေးတွင်အလုပ်လုပ်ရန်အတွက်စစ်တွေမျိုးတို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။သူထင်ရမိကလေးမှာကရင်တရားသူကြီးတို့ဦးကလေးဖြစ်ပြီးထိုတရားသူကြီးကခရိုင်းဆိုလျင်သူတို့နှင့်လူမျိုးတူသောသူများကိုသာသူဤ6နှစ်အရွယ်သားကိုထင်းရန်ငားလေးရှိသည်ဟုဆိုပါသည်။6နှစ်အရွယ်ကလေးက မကြာခဏပင်ကန်းနာသို့လိုက်ပို့ရန် ပူဇာလေးရှိသည်။ကန်းနာသို့ရောက်လျင်ပင်လယ်ရေများတလိမ့်လိမ့်တက်လာသည်ကိုတမိတမောထန်ကြီးလေးရှိသည်။ ပင်လယ်အဆက်လေယာဉ်ကွင်းမှကောင်းကင်ယံသို့ပြန်တက်သွားသည့်လေယာဉ်များကောင်းကင်ယံမှဆင်းသက်လာသောလေယာဉ်များကို ကြည့်ပြီးပြောရသည်ခင်ကိုယ်တိုင်ကလည်းကလေးကဲ့သို့ပင်လေယာဉ်များကို ကြည့်နေရလျင်ပြောပါသည်တခါတရံတွင်လေယာဉ်ကောင်းကင်မှထိုးဆိုင်လာသည်မှာငှက်ကောင်ကဲ့သို့ဖြစ်လိမ့်မလားဟု တွေးမိပါသည်တရံကြမှာထွက်ပေါ်လာသောငွေရောင်ဖိဖိတ်တောက်နေသည့်လေရင်စင်းကို ကလေးကလက်ညှိုးထုတ်ပြနေသည် ကလေးကြီးပြန်ကြစို့ဟုခင်ကအိမ်ပြန်ရန်ခေါ်သည့်အခါကလေးကကျွန်တော်ဘာမှမမြင်ရတဲ့အချိန်ထိစောင့်ကြည့်နေသေးတယ်ဟုဆိုသည်ဂျပန်ကတရုတ်ပြည်ကိုတိုက်ခိုက်နေပြီဖြစ်ကြောင်းဂျာမနီကပိုလန်ကိုဝန်းရောက်တိုက်ခိုက်နေကြောင်းပြင်သစ်နှင့်ဗြိတိန်တို့ကဂျာမနီကိုစစ်ကျင်ညာလိုက်ပြီဖြစ်ကြောင်းစသည့်စစ်ရေးကိစ္စတို့ကို ကလေးအားအသိပေးမထားကြပေလေယာဉ်မြန်တို့ကိုသဘောကျနေသော ကလေးပေါ်တွင်တစ္ဆာဖောင်မိတဲ့ကဲ့သို့ခင်ခံစားရသည် သူကိုယ်တိုင်လည်းခက်အားအဖြစ်၍ဆက်ရှင်တရားသူကြီးပြောတော့စစ်ကငါတို့စီရောက်မလာနိုင်ပါဘူးဆိုသည့်စကားကိုယုံစားနေသည်ဆက်ရှင်တရားသူကြီးကရေဒီယိုမှထုတ်လွှင့်နေသောအင်္ဂလိပ်ဘာသာအစီအစဉ်ကိုညစဉ်နားထောင်လေးရှိသည်ဂျပန်တွေလူရင်နာကမလေးပါဒုနေရာကရေချောင်းကနေလာတိုက်မရမှာသူတို့လာရင်လည်းဗြိတိရှရေတက်မတော်ကတိုက်ထုတ်ပြစ်မှာပေါ့ဗြိတိရှရေတက်မတော်ကတင်မောတွေကဘယ်တော့မှရေမမြုပ်ဘူးဟုပြောရပါသည် ိမ်မှာမမကမင်းအံ့ဩသွားစီမယ်ပစ္စည်းတခုရှိတာသိလားဟုခင်ကကလေးကိုအိမ်ပြန်ရန်စီယုံကြည့်လိုက်သည် ကလေးကမော့ကြည့်လာသောအခါအညာမပေါ်စင်ရင်အတက်နိုင်ဆုံးပြုံးထားလိုက်၏ကလေးကခင်မျက်နှာကိုတည်တည်ချာချာကြည့်ကာဘာပေးမှလဲဟု ပြန်မေးသည်အိမ်ပြန်ရောက်ရင်မမပြောမှာပေါ့တကယ်တွင်မူသူမပေးเสียရပြเสียရဘာမှမရှိပါကလေးကယုံကြည်သွားသဖြင့်ရေစက်မှပြန်တက်လာခဲ့ကြသည် ခင်မြက်လုံးများကချုံမကြစီရင်အတွက်ခြေထောက်များကိုသာငုံကြည့်ရင်တလာသည်စိတ်ကလည်းကလေးကိုတခုခုပြလိုက်ခြင်းသည်ဒါမှသာနောင်တွင် သူပြောသည်ကို ကလေးကယုံပေလိမ့်မည်လက်ရှိအနေထားမှာပင် ကလေးကသူ့ကိုအယုံကြည်ရှိဟန်မတူပေခင်ကဗုဒ္ဓဟူးနေ့များတွင်ဈေးလာရောက်သောကလားသေးတဲ့ထမအလှပြနိုင်ရင်ပပူများဝေယူသုံးဆွဲလေးရှိပါသည် ခက်မမော့တက်ရသည့်ကုန်းတော်ဝဲအရောက်တွင် ခင်ကအပေါ်သို့မော့ကြည့်လိုက်ရာတစ်ဖက်ဂိတ်တကားတွင်ရောက်နေသောအရာရှိကလေးကသူ့ကိုရွှေရွှေဆဆကြည့်နေကြောင်းတွေ့လိုက်ရ၏အဖြူရောင်သူ့အုပ်ထုံးမှာတစ်ဖက်ဆောင်းထားပြီးခနာကိုကမူဂိတ်တကားပေါင်ကိုမိထား၏သူ့ပုံစံကြည့်ရသည်မှာခင်းတို့နှစ်ယောက်ကို အပြင်ပြေးမထွက်တော့မီပုံစံပေါက်နေသည်ခလန်လန်းမှပင်ခင်ကို သူကမျက်စိစပွဲထိုင်ကတဖြည်းဖြည်းလွင့်နေသောသပင်များနှင့်တင်သားတို့ကိုကြည့်နေသည် တခြားတယောက်သာဆိုရင်ခင်က အော်ရီလိုက်မိမိဖြစ်တော့လေသူဖြစ်နေခြင်းကြောင့်ခင်ရှက်အားပုံမိပါသည်ဂုံတက်ကိုတက်နေစဉ်ထိုရာရှိငယ်ကသူတို့အားလုံတရာအဟိပြောလိုက်သည်ကို ကြားလိုက်ရပါသည်အင်္ဂလိပ်လိုပြောနေခြင်းဖြစ်၍ခင်နာရီတွင် not ဆိုသည့်စကားလုံးတစ်လုံးကိုသာတက်တက်ကွက်ကွဲကြားလိုက်မိပါသည် သူကနေချင်းခန့်အော်ဒီကိုလည်းတရိထားမိသည်သူ့အတန်းကရုံတရာကိုစိုးရင်တော့ကဖြင့်အော်မန်းတည်သာလာပါသည် ဘေးဝါရင်ခင်ကကလေးဤနွေးနေသောလက်ကလေးကိုကင်ကရက်လိုက်သည်။သူနှင့်ငါးဘီခန္ဓာကွာပါတော့သည်။ထိုချိန်တွင် အရာရှိငယ်ဤမျက်ဝန်းတို့မှခင်မျက်ဝန်းတို့ကိုသာစိုက်ကြည့်နေသည်။သူ့ကိုပြန်ကြည့်လိုက်မိသဖြင့်ခင်မျက်နှာမှာနှီးမြန်သွားသည့်အထိရှက်သွေးဖြာမိပါသည်။ ျာပီတာစွာကားနေပြီးနှခမ်းများမှလည်းထူးထူးပြပြနဲ့ယောက်ျားချောချောသူတယောက်ဖြစ်သည်ဆိုသည်ကိုခင်သိလိုက်ပါသည်ခနာကိုအချိုးဆက်မှလည်းတိုးတိုးခိုင်ခိုင်မင်းဖြစ်ပါသည်သူသည်စိတ်ကံအရာရှိတဦးဖြစ်၏အရာရှိများကဗမာပြည်ကိုသာတစ္ဆာဆောင်တည်ကြပုံပေါ်ပြီးဘုံတော်ကြီးလာတော့အော်လံပြည့်ရှင်ဘရင်မင်းမြတ်ကိုအလေးထားကြဟန်မတူပေခင်ဝန်ခံရမည်မှာထိုအရာရှိငယ်သည်အဝိမမြင်ရသည်ထက်ပိုကြည့်ကောင်းသည်ဆိုခြင်းပင်အနိကက်တွေ့လိုက်ရခြင်းတွင် သူမျက်ဝန်းတို့သည်သူခန္ဓာကိုယ်ထက်ပင်စူးရှတောက်ပြောင်ကဆွဲဆောင်မှုရှိနေသည်ကလေးလေးမင်းကလေးမင်းမှာပြဿနာတစ်စုံတရာများရှိနေသလားဆိုပါတော့အရာရှိငယ်ကခင်ကိုအင်္ဂလိပ်စကားဖြင့်တစုံတစ်ခုပြောရန်ပြင်လိုက်စဉ်လေရင်ခွင်းမှလေရင်တစ်စင်းကပြန်တက်လိုက်ရာကလေးကမမဟိုမှာကြည့်ဟုလက်ဆွဲပြနေသည်သူတို့တုံးစလုံးခဏတာမြလေရင်ကိုငေးမောနေမိကြသည်လေရင်သည် စစ်မှတ်ဖြစ်ပွားနေသည်ဟုယူဆရသောအနောက်မြောက်ဖက်စီတို့ဥတီပြန်တန်းကမုဂုတ်စဝိုင်းတွင်ပျောက်ွယ်သွားတော့၏လှလိုက်တာကွာလေတဟူဟူအတန်များကြားမှသူ့စကားတန်ကိုခင်ကြလိုက်ရသည်အရာရှိငယ်ကသူပည့်ရထားသောဂိတ်တကားဝါမှဖေးပေးလိုက်ခြင်းတွင်ခင်ကကလေးကိုအရင်ထွက်စေပြီးနောက်ကသူထွက်လိုက်သည်နှုတ်ဆက်သည့်အနေဖြင့်ကြည့်လိုက်ရာနေရောက်တာအကြည့်ချင်းဆုံးမိသွားသည် အရာရှိငယ်သည်သူ့အပေါ်တွင်စိတ်ဝင်စားနေပြီဖြစ်ကြောင်းခင်နာလေလိုက်ပါသည်ထိုအခြေအနေကိုလက်ခံနိုင်သည် ရှိတဲ့ကဲ့သို့လက်မခံနိုင်သည်လည်းရှိပါသည်လက်မခံနိုင်သည်မှာခင်တွင်လူသိမခံနိုင်သည့်အကြောင်းတစ်ခုရှိနေခြင်းကြောင့်ပင်ဖြစ်ပါသည်ခင်ကငယ်ဘဝကို ပြန်တည်ရမိပါသည်ထိုစဉ်ကာလကခင်ပခင်မှာလေယာမီတို့ကိုပိုင်ဆိုင်သူဖြစ်ပြီးမိခင်မှာလည်းပြုံးပျော်နေနိုင်သောဘဝပင်ဖြစ်သည် ခင်ငယ်ဘဝမှာပျော်စရာကြီးပင် ခင်နဲ့ညီမလေးတို့မှာကြောက်မနေခဲ့ကြဘူးပဲငယ်ဘဝတွင်ပြေးလိုက်ဆော့လိုက်တစ်ပင်တက်လိုက်နေနေခဲ့ကြသည်မြကန်နပူတွင်နေကြခြင်းကြောင့်တန့်ရှင်တော်လေးကိုရှူဆိုင်နိုင်သည် အမကသူတို့ကိုချစ်ဆန်ပြီးကြစ်ပေးနေသောအခါများတွင်တချင်းတကြောကြောရှိခဲ့ကြသည် တချင်းဆိုခြင်းမှာတောသူတောင်သားများအတွေ့စိတ်ထွက်ပေါက်တစ်ခုပင်ဖြစ်ပါသည်သူများမကသူတို့အမှုပညာတင်ကြရာဖျားရှိကူနီတင်ကြရာတင်ငင်းစာတင်ကြရာတခုလည်းဖြစ်၏ သူတို့သည်ကရင်နှစ်ဖျားအတွက်တီကျူးတကဲ့သို့ခရိယန်တို့၏ဖန်ဆင်းရှင်အတွက်လည်းတီကျွေးကြသည်ညအချိန်များတွင် ချင်းတော်တဲ၌လဲလျောင်းရင်တီကျွေးကြသည်များလည်းရှိသည် မမကညအိယာဝင်ပုံမြင်များအဖြစ်သူတို့မျိုးရိုးများဆင်းသက်လာပုံများကိုလည်းပုံမြင်သဖွယ်ပြောပြပါသည်ဟိုးရှိရှိတို့ကဟုအဆကြီးလေးရှိသည်မမတို့လူမျိုးတွေကဒီနေရာကိုရောက်အောင်တဲတောင်တွေထွန်းနေနေရာကနေတွေ့ရွေ့ ရွှေ့ပြောင်းလာခဲ့ကြတာမူလစင်းမြေဒေတာကတော့လိုင်းတွေထဲလေတွေတိုက်တဲတွေဖုံးနေတဲ့နေရာကပေါ့တရွေရွေရွှေ့ပြောင်းလာကြရင်ရာသီဥတုตายပြီးရေမြေတောတောင်တွေရေကြီးရေတက်တွေ ပေါ်များတဲ့နေရာကို ရောက်လာခဲ့ကြတယ်အီဂျန်ตายနေတဲ့အချိန်မှာရူရီးယားတွေနဲ့ဗမာတွေကမမာတို့နေရာတွေကိုလူယူဖျက်ဆီးခဲ့ကြတယ်မမာတို့လူမျိုးတွေတီထွင်ထားတဲ့စာပေတွေကိုလည်းဖျက်ဆီးလိုက်ကြတယ် မမာတို့ရဲ့ကျန်းစာတွေကိုလည်းသူတို့ပဲဖျက်ဆီးခဲ့ကြတယ်။ပြီးတော့သူတို့ကမမာတို့လူမျိုးတွေကိုလည်းကျုံအဖြစ်ခိုင်းစေခဲ့ကြတယ်။ဒါပေမဲ့မမာတို့လူမျိုးတက်ကြီးရွယ်တွေကတော့ငါတို့အားလုံးအတွက် မောရိယပေါ်ထွက်လာလိမ့်မယ်။လူမျိုးနိုင်ငံသားတွေကငါတို့ကိုလမ်းပြနိုင်မယ်ကျန်းစာကိုလည်းယူဆောင်လာကြလိမ့်မယ်လို့တက်ကြီးစကားတက်ငယ်ကြားလက်ဆင့်ပြောခဲ့ကြတယ်။လူဖြူတွေကိုကျေးဇူးတင်ကြတဲ့ တို့ရောက်မလာသေးခင်မှာတော့တို့တို့ရာဆင်းရဲကြမယ်ငမို့ခေါင်းမကြမယ်လို့အဆိုရှိခဲ့တာပေါ့မမတို့လူမျိုးတွေလည်းနေရအနှံ့ကိုကျဲပြန့်ရောက်သွားကြလိမ့်မယ်တဲ့အဲ့ဒီလူပြူတွေရောက်မလာသေးခင်မှာမမတို့လူမျိုးတွေက ရေကြီးရမျက်နှာရဒေသတွေမှာနေကြတယ်ပေါ့ဒါကိုအင်အားကြီးတဲ့ဗမာတွေကကျုံပြူကြပြီးသူတို့အတွက်လေဆွဲခိုင်းနေတစ်ခုတ်ခိုင်းနေစင်စွေတို့ကြံကြူတို့လည်းရှာပေးရတယ်သူတို့နေတဲ့နေရာတွေလုံခြုံအောင်စောင့်ပေးရတယ် ယူရီးယားတွေကိုပြန်မေးဆွဲခိုင်းနေဒီလိုအလုပ်တွေခိုင်းပေမဲ့မမာတို့လူမျိုးတွေကိုလွတ်လွတ်လပ်လပ်နေဝင်ပေးတာမဟုတ်ဘူးလက်တွေကိုအမြဲကျွတ်တုပ်ထားခဲ့ကြတာတခါတလေဆိုဒုံနေရိုက်လက်တီနဲ့ထိုးတာတွေလည်းခံကြရသေးတယ်ဒီလိုနဲ့ပဲမမာတို့လူတော်တော်များများလဲကြသေးဆုံးခဲ့ကြရတယ် သူတို့စစ်သားတွေအတွက်မမာတို့လူမျိုးတွေကစံအိတ်တွေထမ်းပေးရတယ်။စံတွေကမမာတို့စိုက်ပျိုးထားတဲ့လေတွေကထွက်တဲ့စံတွေပဲ။ဒီတော့စားစရာမရှိတော့တဲ့မမာတို့အမျိုးတွေငတ်သေးကြပြန်ရော။ဒါတွေမခံနိုင်တော့တော်ရီတောင်တွေထူရက်တဲ့နေရာတွေစီပြေးကြပြန်ရော။သူတို့ခြေရမခံနိုင်တဲ့နေရာမှာစိုက်ကြပြိုးကြပြီးမမာတို့ရိတ်ခါတွေအသိမခံရအောင်မမာတို့လူမျိုးအမျိုးသမီးတွေအနိုင်ကျင့်မခံရအောင်နေခဲ့ကြရတာပေါ့။ဒါပေမဲ့ ူတို့ရှာတွေ့သွားကြပြန်တော့ဖမ်းသွားကြပြီးသူတို့မျိုးတမျိုးအနာမှာနေရာချထားကြတယ်။အဲ့ဒီနေရာမှာလဲအများကြီးပျောက်ွယ်ကုန်ကြပြန်နေ။ဒါကြောင့်မမတို့လူမျိုးတွေကရှစ်ခိုးတာတောင်မှဒေါ်ရီတောင်နေကြမှာရှစ်ခိုးကြရရတယ်။ဘိုးဘွားစင်ဆက်ကပြောခဲ့တာရှိတယ်လေ။ငါတို့လူမျိုးတွေကိုကဲ့တင်ဖို့ရွာရောက်လာလိမ့်မယ်တဲ့။ချင်းကြိုက်တဲ့တန်မုံမီးတဲ့တန်တွေခံကြရတယ်။ဒါကြောင့်လူကြီးတွေက ရွာကကဲ့တင်မယ်ဆိုရင်လည်းမြင်မြန်ကဲ့တင်ပါတော့လို့ညီရင်မမတို့ကလေးတွေကရွာကဘယ်မှာလဲလို့မေးကြတာပေါ့ဒီခါလူကြီးတွေကတို့များဘိုးဘေးတွေပြောခဲ့ဘူးတာရှိတယ်တကယ်လို့ကုန်းလန်းကရောက်လာခဲ့ရင်ငိုကြရလိမ့်မယ်ရေချောင်းကလျောက်လာခဲ့တယ်ဆိုရင်တော့ရေကြရလိမ့်မယ်တို့များလက်ထက်မှာတော့ရောက်လာတော့မှာမဟုတ်ပါဘူးနောင်လာမဲ့မျိုးဆက်တွေဒါစောင့်မျှော်ရစ်ကြပါတော့တဲ့ ရေလန်းကရောက်လာခဲ့ရင်တော့မမတို့အသက်ရှူခွင့်ရမှာပေါ့ဟူသူ့ပုံမြင်ကိုအဆုံးသတ်သည် ဒါဆို အခုမျက်နှာပြူတွေကဘယ်ကလာတာလဲမမဟုတ်သူကအိတ်ချင်မှုရူအတန်ဖြင့်မေးလျင်မမကရေချောင်းကပုတ်ကွဲရေချောင်းကပုတ်ကွဲဟုတ်တချင်းလုတ်ကပြည်တဲ့ပါသည်နောက်တနေ့နနက်ခင်းတွင် ခင်ကဆက်ရှင်တရားသူကြီး၏အိမ်၌သူ့တာကလေးကို ထမင်းစပွဲတွင်ခွန်ကျွေးနေသည်အမတ်မထင်ပရင်ပေါက်မှလမ်းပေါ်သို့ကြိလိုက်ရာ အနက်ရောင်ကားတစ်စီးသည် တရွေ့ရွေ့နဲ့တစုံတရာကိုရှာဖွေနေတဲ့ကဲ့သို့ရှိနေသည်ကိုတွေ့လိုက်ရသည်ထိုကားသည်တရားသူကြီးအင်ရှိအယောက်တွင် ရက်လိုက်ပြီးလူတယောက်ဆင်းလာသည်ကို တွေ့လိုက်ရသောအခါခင်သည်ကလေးကိုကမန်းကရန်ပွေ့ချီလိုက်ပြီးလုံခြုံသည့်နေရာ၌ပုံနေလိုက်သည်ဘာဖြစ်တာလဲနန်းနီဝမ်းနည်းနေတာလားဟုကလေးကမေးလာသောအခါရှီရှီဝေးဝေးရှင်းမပြအားပဲမမတို့ပုံနေကြရအောင်နော်ဟုသာပြောလိုက်မိသည်တကားခောက်တန်ကြားလိုက်ရသောအခါတရားသူကြီးသည် ဘသူပါလဲဟုဆိုရင်တူထိုင်နေသည့်မဟောဂနီကလက်ထိုင်မှထားရက်လိုက်သည်ကလေးကလည်းတယောက်ယောက်လာနေတယ်ဟုပြောပြောဆိုဆိုသူ့ရင်ခွင်ထဲမှပြေးထွက်သွားပြန်သည်ကလေးအမေကကလေးနှစ်နှစ်သားအရွယ်ကလေးကကွယ်လွန်သွားခဲ့ပြီးနောက်အိမ်သို့ဧည့်သည်လာခဲ့လာပါသည်ခင်ကတဖက်ခန်းတွင်ပြောဆိုနေကြသည့်များကိုနားဆွင့်နေ၏တရားသူကြီးကသူတိကျင်သည့်များကိုစစ်စစ်ပပောင်းမင်းနေပြီးဧည့်သည်ကလည်းအကြည်လေဖြေးချနေသည် ခင်ကစိတ်လှုပ်ရှားလာကြပြီသူတို့ပြောနေသော စကားများတဲ့တွင် ပါဝင်သည့်မင်းကလေးကန်နာတာဆန်လာဆန်လာတော့ခင်မသိပါရုတ်တရက်ရင်ဆိုင်ရမည့်ပြဿနာကိုတရားသူကြီးကထိတ်တန့်ရင်ဆိုင်တွေ့ပေးနေသဖြင့်သာတော်ပေတော့သည်ခင်တရားသူကြီးကသူ့အားခုန်နေသည့်အတန်းထွက်ပေါ်လာ၏ခင်ဧကန်တို့ထွက်လာတော့အခါကန်နာတွင် တွေ့ခဲ့သောအရာရှိသည်သူ့အုပ်ထုပ်ကိုလက်ထဲတွင်ပိုက်ကား ကလထိုင်တလုံးတွင်အေးအေးဆေးဆေးထိုင်နေသည်ကိုတွေ့ရသည် သူ့ဦးကောင်းထက်မှနှက်မောင်သောဆန်ွဲ့အခွေလေးတို့သည်နဖူးပြင်ပေါ်သို့ဝဲကျနေသည် သူကခင်ထွက်လာသည်ကို မြင်လိုက်သောအခါစူးစူးဆက်ဆက်ကြည့်လိုက်ရာခင်နှင့်အကြည့်ချင်းစုံသွား၏ခင်မျက်နှာလဲလိုက်သည်တွင် သူကတရားသူကြီးအားတရိတဆာကောင်းဆက်ပြလိုက်သည်ကိုလည်းခင်သတိထားမိပါသည်ကလေးကသူ့အဖေအနီးတွင်ရက်လျက်ကြည့်နေသည်ခင်ဒီတငယ်ကလေးကိုသိသလား တရားသူကြီးကသူတို့ဘာသာစကားဖြင့်ပင်မေးလိုက်သည်သူမေကွန်းတွင် မလိုလားဟန်မရှိတဲ့ကဲ့သို့လိုလားဟန်လည်းမဖော်ပြတာမန်မီယိုမေစင်မေးလိုက်တဲ့ကဲ့သို့ပင် ဖြစ်သည်တရားသူကြီး၏မျက်ဝန်းများကခင့်အဖြေကိုငန့်လင့်နေသည်ကိုတွေ့ရသည်ဟုတ်ကဲ့ကျမသူ့ကိုမြင်မှုပါတယ်ခင်ကဝန်ခံလိုက်၏ခင်အတန်တုံနေသည်ကိုတရားသူကြီးကအထုတလဲဂယူးပြူမိဟန်မပြပေဒီတော့ ခင်ကသူ့နဲ့နောက်ထပ်တွေ့ကျင်စိတ်ကိုရှိသလားဟုမေးလာသည်သူမျက်နှာတွင် ပြုံးရိပ်တန်းနေသည်သူကတော့ခင်ကိုထပ်ပြီးတွေ့ကျင်ပါတယ်တဲ့ပြောရမယ်ဆိုရင်ရည်စရာများဖြစ်နေမလားမသိဘူးသူကခင်သာသဘောတူမယ်ဆိုရင်လက်ထပ်ယူကျင်ပါတယ်တဲ့ခင်သူ့ကိုလန့်ကြည့်လိုက်မိသည်အထို့စောင်းမထားသဖြင့်သူ့နှွေရများကို အတိုင်းသားမြင်နိုင်ပါသည် သူ့နှွေရများသည်တက်မတ်စွာ ထောင်နေကြပြီး အနေငယ်ဘေးသို့ကားထွက်နေဟန်ရှိသည်ရှီလျာကော့ညွန်နေသည့်မျက်တောင်များအောက်မှမျက်လုံးအစုံသည်မျက်နှာ၏အပြင်သို့ထွက်နေဟန်ရှိ၏အားလုံးခြုံကြည့်လိုက်ချိန်တွင် ခင်ကကြီးကျင်လာသည်ခင်သည်ဆန်ဖြင့်ချက်လုတ်ထားသောဘီယာကိုတောက်တုံထားသူတယောက်ကဲ့သို့ကြီးကျင်စိတ်တို့လှိမ့်လှိမ့်တက်လာသည်စိတ်ထဲတွင်ပျော်တကဲ့သို့လည်းခံစားရ၏နှကန်းတို့ကိုထိမ့်ချုပ်ထားတော်လေကြီးကျင်စိတ်ကထိမ့်မရ မရည်ရလျင်ခင်ငုံမိတော့မီထင်ပါသည်။ဘာကြောင့်မှန်းမသိကလေးကစာယူလိုက်သည်။တာကြီးတန်းကြောင့်တရားသူကြီးကလည်းလက်ဖြစ်တစ်ချက် တီးလိုက်ကရည်လိုက်သဖြင့်ရည်ချင်းချင်းဖြစ်နေတော့ခင်နဲ့အရာရှိကလေးအပါဝင်ရည်ပြလိုက်ကြသည်။အပြစ်ကင်းစင်တော့ရည်မောခြင်းပါပဲ။ဒါဆိုခင်လဲတဘောသူတယ်ပေါ့။တရားသူကြီးကကောက်ချက်ချလိုက်သည်။ခင်ကပင့်တက်တစ်ချက်ရှိုက်လိုက်ပြီးဟင့်အင်းဟု ညင်လိုက်၏လက်မခံနိုင်ဘူးဟုတ်လားတရားသူကြီးကထိတ်လန့်တကြားပြန်မေးလိုက်သည်ကျမပြောတာကဟုတ်ကဲ့လို့ပြောချင်တာပါဟုတ်ကဲ့လို့ပြောချင်တာဟုတ်လားတရားသူကြီးနှင့်ခင်တို့အပြန်အလှန်ပြောနေကြသည်ကိုအရာရှိငယ်ကနားမလဲတော့လဲနှစ်ယောက်စလုံးကို အပြန်အလှန်ကြည့်နေသည်ညင်းလိုက်မိကိုသူစိုးရိမ်နေ၏ခင်ကို သူစိုက်ကြည့်လိုက်တော့အခါခင်မျက်ဝန်းတွင် သူဘာသာမပြန်နိုင်တော့အရေးရောင်လူကို တွေ့လဲရသည်တရားသူကြီးကလက်တစ်ဖက်ကိုမြောက်လိုက်ကာသူနားလေစေရင်အင်္ဂလိပ်ဘာသာစကားဖြင့်ပြန်ပြောပြသည်ထို့နောက်ခင်ဘက်သို့လက်က သူကခင်ကိုပြောချင်တာကသူကစစ်တွေမှာတလှပဲတာဝန်ကြတာတဲ့တလှပြီးသွားရင် သူကရန်ကုန်ကိုပြောင်းရမယ်သူကခင်ရဲ့အလှကို သူမျက်နှာမိပါတယ်တဲ့သူမင်းကိုစိတ်ကံမှမြင်လိုက်ကလေးကချစ်မိသွားတာမို့ခုလိုလာပြောရတာပါတဲ့ ဟုရှင်းပြလိုက်သည်။သူကကလဖြူလားဦး။သူတိကျင်ဒီကိုသာခင်ကမေးလိုက်၏။တရားသူကြီးကခင်မေကုံကိုကျင်းတဲ့ပုံမရတော့လဲအရာရှိကမူသူ့ဝတ်တရားအရမေးပေးတော့အခါပထမပိုင်းတွင် အရာရှိငယ်ဖြေချသောအတန်မှာရောက်ခါစားကဲ့သို့လေတံမြတာမဟုတ်တော့ဘဲအနေငယ်ကျေလာခဲ့သည်။တရားသူကြီးကလည်းဆက်ခါဆက်ကမေးနေပြန်သည်။ခင်သူကဒိုးလူမျိုးတွေအကြောင်းဘာမှကိုမသိတာ။ နောက်ဆုံးတွင်တရားသူကြီးကခင့်အားရှင်းပြလာသည်ဘလောက်ထိမသိတယ်လဲဆိုရင်ဗမာနဲ့ကရင်မတူဘူးဆိုတာတောင်သူမသိဘူးသူကဗမာပြည်မှာပဲမွေးခဲ့တာတဲ့လူမျိုးကတော့ဂျူးပေါ့ဦးကခင်ကတော့ခရီးရန်ဘာသာကိုးကွယ်တယ်လို့ပြောထားတယ်ဒါကြောင့်မင်းသူ့ကိုလက်ထပ်ယူခြင်းနဲ့ဆိုရင်သူ့အမေကတော့ဘက်ပတစ်ဘုရားရှိခိုးကြောင့်မှာပဲလက်ထပ်စီခြင်းမှာပဲလို့ဒါလဲသူကလက်ခံတဲ့တဲ့သူကိုယ်တိုင်ကလည်းခရီးရန်တွေ့တဲ့ဝက်ပါတယ်တဲ့ ထိုစကားများပြောပြီးသောအခါတရားသူကြီးကသူ့အတွင်နှင့်သူခိတ္တစကားပြတ်သွားသည်ထိုနောက်မှဆက်ပြီးဦးစင်းစားမိတာကကရင်ခရိယံတော်တော်များများကနဲ့လေကိုးကွယ်တတ်ကြတယ်တချို့ကတော့လေဘုရားဘာသာကိုးကွယ်ကြတာပဲဟုဆိုသည်ကျမကတော့အဲ့ဒီလိုမဟုတ်ပါဘူးဟုခင်ကသူ့ကိုပြောလိုက်ချင်ပါသည်ခင်ဒီရိုးရတလေးအရာနဲ့ကိုးကွယ်ခဲ့သည် ဘုရားဘာသာကိုလည်းကိုးကွယ်ပါသည် သို့တော့တေတစိခရိယံဘာသာသို့ကူးပြောင်းလာခဲ့သည်မှာနှစ်ပေါင်းအတော်ကြာခဲ့ပေပြီထို့ရုကူးပြောင်းကိုးကွယ်ခဲ့သည်မှာဖခင်ဖြစ်သူကြောင့်ဖြစ်သည်တရားသူကြီးက သူ့ကိုအကဲခတ်မားနေခဲ့ပြီ သူများကသူ့ကိုဤသို့အကဲခတ်မားနေသည်ကိုခင်နေနေကလေးမြအခွင့်မပြုနိုင်ပါဘီယခုပြောဆိုနေရသည်မှာခင်ကိုယ်တိုင်ကယင်ခုံမိတော်သူနဲ့လက်ထက်ပေါင်းသင်းရေးကိစ္စဖြစ်တော့လေသူ့စကားကိုနားမလဲကိုယ်စကားသူမသိအခြေအနေတွင်ရှိနေသည်ကလေးသည် သူ့အဖေပေါင်မော်တွင်ထိုင်နေရကရှောဆင်းလိုက်ပြီးအရာရှိထံလျှောက်သွားသည်။အရာရှိ၏လက်ထဲတွင်ငွေရောင်တောက်ပနေသောဘာကြာကလေးတစ်ခုကင်ထားသည်ကိုခင်သတိထားမိလိုက်သည်။ဘာကြာကို ကလေးထံထိုးပေးလိုက်သည်။အရာရှိ၏မျက်လုံးများကခင်ထံလက်ခနဲ့တစ်ချက်လှမ်းကြည့်လိုက်၏။အကြည့်ချင်းဆုံသွားတော့ကြောင့်သူက ခင်ကိုရွှွှဆဆဆပြုံးပြ၏။ထို့နောက်ဘာကြာကလေးကိုယူကာတခြင်းတစ်ပုတ်မှုပြလေသည်။ ။တချင်းတမ်းမှာตายရတော့လဲအတန်ကျက်ပြီးကလေးဆန်သည်ဟုခင်ကယူဆပါသည်။သူတို့အားလုံးရှည်လိုက်ကြသည်။ခင်ရင်ထဲတွင်ယခုဆုံးဖြတ်ချက်အတွက်ဝမ်းနေရမည်လားကြောက်ရွံ့ရမည်လားမဝေခွဲတော့တော့ပဲ။ ျွန်တော်မုတ်ကြည့်လို့ရမလားကလေးကလက်လန်းရင်မေးလိုက်သည်အယားရှိက ဘာကြာကို သူ့အင်ကြီးလက်မောင်းနဲ့တုပ်လိုက်ပြီးလက်ဆောင်အဖြစ်ပေးလိုက်လေသည်ကိုင်းတာအထဲသွားတော့ဟူတရားသူကြီးကပြောလိုက်တဲ့ဖြင့်ကလေးကသူ့လက်ဆောင်ရလိုက်သည် ဘာကြာကလေးကို ယူကဝန်တာအယားပြေးဝင်သွားတော့သည်တရားသူကြီးကခင်ကိုစားသူ့ကိုဘာကြောင့်လက်ထက်ယူခြင်းရသည် စသည့်အကြောင်းအရာတို့ကိုခိုင်လုံအောင်မေးမြန်းတော်သည် ခင်ကသူ့ကိုမကြည့်ပဲမျက်နှာလွှဲနေတော့လေသူ့အကြည့်တော့ကကို့အသက်ဟာမင်းမာပဲဟုပြောနေတဲ့အောင် ကြည်နေတော့သည် သူ့အကြည့်တွင်တွင်အတနာခံသောတက်မှတ်သောအကြည့်များပါဝင်နေသည်ဟုခင်ခံစားမိ၏ခင်မင်းကိုဘသူကမှအတင်းအကျပ်ဖိအားပေးနေတာမဟုတ်ဘူးအခုကပထမဆုံးချင်းလာတွေ့တာပဲရှိသေးတာမင်းအနေနဲ့အချိန်ယူစဉ်းစားအောင်မဲလို့သူ့ကိုပြောလိုက်လို့ရတယ် မင်းမေကိုခေါ်ပြီးတိုင်ပင်ပြရစီအောင်လို့လည်းပြောလို့ရတာပဲဟုတရားသူကြီးကခင်ကိုအေးဆေးဆေးစဉ်းစားရင်တိုက်သွန်းသည်သူကအဲ့ဒီဘာကြာမုတ်တာကိုဘသူစီကတင်ခဲ့တာတဲ့ခင်က သူတိလူဒီကိုဒါမေးသည်ဘာကြောင့်ဒီမေးခွန်းကိုမေးလိုက်မိသည်ဆိုဒီကို ခင်ကိုယ်တိုင်မသိပေတရားသူကြီးကခင်မေးခွန်းကိုစိတ်ပြတ်မိတော့လဲသူ့ဝတ္တရားအတိုင်းမေးပေးပါသည် သူကလည်းခင်အမေကို ဖြေချနိုင်ရင် မျက်စီစုံမိကအတိတ်ကာလကိုပြန်လည်စဉ်းစားပြီးမှဖြေကြခဲ့သည်အဖြေစကားကိုဘာသာပြန်ပေးရနိုင်မူတရားသူကြီးကအနေငယ်တက်ကြွပုံရသည်"သူမမှတ်မိတော့ဘူးတဲ့ဒါပေမဲ့သူ့အထင်ပြောရရင်အမေတင်ပေးခဲ့တာထင်တယ်တဲ့သူ့မိကထူးချွန်တဲ့ဂီတပညာရှင်အဆူတော်တော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့သူ့ကိုတော့ဂီတမွေကောင်းကောင်းပေးနိုင်ခဲ့တယ်တဲ့ခုနောက်ပိုင်းမှာတော့သူ့ဘာသာကြိုးစားခဲ့တာပါတဲ့သူ့မိကအတန်တော်တော်ကောင်းတာဆိုတော့ အဲ့ဒီမွေလေးသူရခဲ့တဲ့ခင်ခိတ္တမြအသက်မရှူနိုင်ဖြစ်ကလက်တလောဘာဆုံးဖြတ်ရမည်မသိဖြစ်သွားရသည်နားထောင်ခင်ဥပြောပြမယ်ဥတတန်တလျှောက်မှာကြောက်စရာကောင်းတဲ့ကိစ္စတွေအများကြီးမြင်ခဲ့ကြုံခဲ့ဘူးတယ်ဥကိုဥလေလူတွေကိုအကဲခဲ့ရမှာတော်တယ်လို့အောက်မေ့ခဲ့တယ်အခုသူ့မျက်လုံးတွေကိုအကဲခဲ့ကြည့်တဲ့အခါကျတော့သူဟာတကယ်ရိုးသားသူဖြစ်ပြီးခင်ကိုလည်းအမှန်တကယ်ချစ်မြတ်နိုးသူဖြစ်လိမ့်မယ်လို့ယူဆတယ် ဆုံးဖြတ်တာကတော့ခင့်အပိုင်ပေါ့သူ့ကိုလက်ခံပါတယ်ပြောရမလားဒါမှမဟုတ်မနှောက်ရှက်ပါနဲ့တော့လို့ပြောလိုက်ရမလားခင်တည်ရေးရှင်ရေးစဉ်းစားရပါတော့မီစဉ်းစားရခက်နေသေးရင်အမေစီစာရေးပြီးပြောပြရစီအောင်လို့ပြောလိုက်ရမလားဒါမှမဟုတ်နောက်မလာပါနဲ့တော့လို့ပြောလိုက်ရမလားတရားသူကြီးကခင်တွေ့ဝင်နေသည်ကိုကြည့်ပြီးပြောနေသည်ခင်ကတတန်တတဖြစ်နေသူကိုကြည့်လိုက်တော့အခါ သူ့မျက်ဝန်းတို့မှာမျောလင်းချက်နဲ့အယောင်တက်လက်လက်ဖြစ်နေသည်ခင်သူနှစ်လက်တွေကကဘာကြီးကိုရင်ဆိုင်ပါတော့မည်နားဆင်နေကြသည်များရှင် အခုဖပြခဲ့တာကတော့ဆရာဦးဝင်းကြီးဘာသာပြန်ထားတဲ့မေဘမားဆိုတဲ့စာအုပ်ရဲ့အခန်းနှစ်ပဲဖြစ်ပါတယ်ရှင်နောက်နေ့တွေမှာအခန်းသုံးကိုဆက်လက်ဖပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးနော် ားဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။